အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့လူစားလဲတဲ့မြေခွေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အချို့အလင်းမစတဲ့ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တဲ့သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခိုင်ကျပါတယ်ဟုတ်ကဲ့အချို့အလင်းစတင်လိုက်အောင်ရှေးရခင်ကမြေကမ်းတစ်ပိနေရာများကလူအများအခြေချနေထိုင်ရန်ရွေးချယ်လေးရှိတဲ့နေရာများဖြစ်ကြပါတယ် နီကန်နဘေးကတယန်စာတာပေါ်ကျွေသွားပြီးငါဖမ်းယူအဘိုးဝင်ကြီးရှာနိုင်တယ်လို့လေခွင်းများအတွက်လည်းရေလဲမပူမြင်ရတဲ့အတွက်ကြောင့်ပါထက်မြက်ကသူ့ရဲ့အရင်နေဆုံးတငယ်ချင်းဖြစ်တယ်သူရင်းကိုမြေခွေအတွင်းမှာရှိတယ်နေရာမှာငါဖမ်းရင်ခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီနေရာကငါများအပြားရှိရဆိုပြီးတော့နာမည်ကြီးပါတယ်ဒါပေမဲ့အဲ့ဒီနေရာကိုလူအနေငယ်သာသွားရဲပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာထိုင်းရိုးရာအိမ်ဟောင်းကြီးတစ်လုံးရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ် အဲ့ဒီအိမ်ဟောင်းကြီးကမြစ်ကွေအတွင်းကိုလူများဝင်ရောက်ခြင်းကိုတားဆီးနေတဲ့အတားအဆီးတစ်ခုလည်းဖြစ်ပါတယ်။ငါပြောတာကဒါအထိပ္ပယ်မရှိတဲ့ဒဏ္ဍာရီတစ်ခုပဲ။မင်းကရွာသားတွေပြောတာကိုယုံကြည်ရလို့တော့မပြောနဲ့နော်။အေးငါအပြည့်အဝယုံကြည်ရလို့တော့မပြောပါဘူးကွာ။ဒါပေမဲ့ငါငငယ်ကလူကြီးတွေစီကကြားဘူးလေ။အဲ့ဒီအိမ်မှာတရေ၆တဲ့တဲ့။အိမ်မှာတရေ၆တာမြစ်ကွေနဲ့ဘာဆိုင်လို့လဲကွာ။ဒါပေမဲ့အဲ့ဒီအိမ်မှာလည်းရေစေးတစ်ခုရှိရလေ။ပြီးတော့မြစ်ကွေတွေကိုငါဖမ်းဖို့ဖြတ်သွားရတဲ့ပထမဆုံးရေစေးလည်းဖြစ်တယ်။ တခါတော့ငါငါလှေနဲ့ဖြတ်သွားရုံပဲရှိသေးတယ်။လှေကိုတောင်မလှည့်ရသေးဘူး။ငါကြောတစ်ခုလုံးမှာချက်သိမ်းထားသွားသလိုခံစားလိုက်ရတာ။ဒါဆိုရင်တော့ငါတို့ဝင်သွားတဲ့နေ။တရေရှိမရှိတက်တေပြနိုင်တာပေါ့။ထက်မြက်ကသူရင်ကိုစိတ်ထက်တက်ကြွစီရင်အားပေးနေပါလေ။အကြောင်းကသူတို့ပြောနေတဲ့နေရာတွေကတရေများစောင့်ချက်ပြီးတော့ငါဖမ်းသူအများပြားကို6လန့်ကတက်ဖြတ်ခဲ့တယ်လို့ပြောဆိုနေတဲ့နေရာဖြစ်နေတဲ့အကြောင်းမှာအချိန်တော်တော်ကြာကြာစကားပြောပြီးတဲ့နောက်မှာတော့ထက်မြက်ကအဲ့ဒီနေရာမှာတရေမရှိကြောင်း ဝင်ရောက်ပြီးတော့တက်တည်ပြရင်ဆန္ဒရှိလာပါတယ်။ဒါကြောင့်ထက်မြက်တဲ့သူတွေတို့ကငါးဖန်ကိရိယာများကိုလှေပေါ်ကိုတင်ဆောင်လာပြီးနောက်တနေ့မှာတော့မြစ်ခွေအတွင်းကိုတွားဖို့ရွယ်ခဲ့ကြပါတော့တယ်။ချင်းဆိုထားတဲ့နေ့မှာတော့ထက်မြက်ကလှေနဲ့သူတွေကိုလာခေါ်ပါတယ်။သူတွေကလည်းအဲ့ဒီနေရာကိုတွားရင်ရဲစည်းတင်တဲ့အနေနဲ့အရက်တောက်ခဲ့ပါတယ်။အဲ့ဒါအပြင်အရက်ကလည်းလှေပေါ်ကိုပလင်းလိုက်ယူသွားသေးပါတယ်။မှောင်မိုက်တဲ့ညမှာတော့တိတ်ဆိတ်ညီတဲ့နေတဲ့အချိန်မှာလူငယ်နှစ်ယောက်ကမြစ်ခွေအတွင်းကို စိတ်ပိုင်းဖြတ်ထားတဲ့ဟန်နဲ့လေကိုလှော်လာကြပါလေ။လမ်းမှာပဲသူရိနဲ့ထမြတ်တို့ကညာချင်းငါးဖန်းရံထွက်လေရှိတဲ့အဖိုးကြီးဆန်းဝန်းနဲ့တွေ့ဆုံပါတော့လေ။ဆန်းဝန်းကလူငယ်နှစ်ယောက်ကို မြေခွေတွင်ကိုလှေလှော်နေတာကို မြင်တဲ့အခါမှာတော့အံ့အားသင့်စွာမေးမြန်းခဲ့ပါလေ။ဟိတ်ကောင်လေးတွေမင်းတို့ဒီလမ်းကြောင်းကမြေခွေကိုသွားတယ်ဆိုတာသိရမလား။သိပါတယ်အဖိုးရဲ့။သိရင်ဘာလို့လှေကိုပြန်မလဲတာလဲ။မင်းတို့မကြောက်ဘူးလား။ကျွန်တော်တို့ကမြေခွေမှာငါးသောဖမ်းဝေးယူရထားတာပါအဖိုးရဲ့အဖိုးလက်တူတူလိုက်မလားကောင်လေးတို့ အဲ့မှာဘာတွေရှိရဲဆိုတာမင်းတို့မသိဘူးလားနေနေတော့ကြားဥပါရယ်ဖိုးဆန်းဝဲရဲ့ဒါပေမဲ့ဒါကကောလာဟာလာတစ်ခုပဲလို့ကျွန်တော်ထင်တယ်ပြီးတော့မြစ်ခွေမှာလည်းငါးတွေအများကြီးရှိရလေတကယ်တည်းရရှိခဲ့ရင်တော့စမ်းကြည့်ရတာတန်ပါလေငါ့ကိုရုံးကောင်လေးတို့မသွားနဲ့မင်းတို့မြစ်ခွေမှာငါဖမ်းဖို့သွားမယ်ဆိုတာသူတို့သိသွားရင်မင်းတို့အသက်ရှင်မှာမဟုတ်ဘူးနော်ခြေစွပ်တင်ပါတယ်ဖိုးဒါပေမဲ့ကျွန်တော်တို့ကမကြောက်ပါဘူးတည်သွားတဲ့တည်းရကကျွန်တော်တို့လိုအသက်ရှင်နေတဲ့သူတွေကိုဘယ်လိုလုပ်ပြီးရှင်းနိုင်ပါလဲထက်မြက်ကသူတိန်တိုက်လိုက်တဲ့အရေးအချိန်ကြောင့်ခကြီးလန်းမှာ မစင်မကျင်ရဲရဲတင်းစကားတွေပြောထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့အဖိုးကိုစံဝန်လဲဘာမှဆက်မပြောတော့ဘဲနဲ့လှေနဲ့လမ်းခွဲထွက်သွားပါတော့တယ်ထက်မြက်တို့နှစ်ယောက်ကလည်းမြေခွေကိုဆက်ပြီးလာလိုက်ပါတယ်မြေခွေစီကိုရောက်တော့ထက်မြက်ကလှေပေါ်မှာ မတက်ရက်လိုက်ပြီးငါဖမ်းရန်ကွန်ပစ်ဖို့လုပ်နေပါတယ်ပြီးတော့သူကသူရင်ကိုလှမ်းပြောလိုက်ပြီမဲ့သူရင်ကငြိမ်ပြီးတော့ခေါင်းငုံပြီးတော့ဘာစကားမှမပြောတော့ပါဘူးအခုသူကဝိညာဉ်မရှိတဲ့ခန္ဓာကိုယ်တစ်ခုလုံးမာတောင့်နေပါတယ် ။ဒါအပြင်သူကလှော်ထက်ကိုလည်းလှော်လိုက်ကြအောင်လှော်ထက်ကရေထဲကိုပြုတ်ကျသွားပါတော့တယ်။ထက်မြက်ကသူ့တငယ်ချင်းသူရင်းစီမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုဖြစ်ပျက်နေတာကိုခံစားမိလိုက်တဲ့ခါမှာတော့ထက်မြက်ကအလျင်မြန်မဲလှော်ထက်ကိုလှမ်းကင်လိုက်ပါတယ်။ဟဲ့အောင်သူရင်းမင်းဘာဖြစ်နေရလဲ။ငါလှေကိုထိမှုပြောထားတာ။မင်းငါပြောတာမကြားဘူးလား။သူရင်းကတငယ်ချင်းကိုမော်ကြည့်လိုက်တဲ့ခါမှာတော့သူ့ရဲ့မျက်လုံးတွေကဖြူဖြော့နေပြီးမျက်စံဖြူကိုပဲမြင်ရပါတော့တယ်။သူရင်းရဲ့မျက်နှာကမဲမောင်နေပြီး နှက်ခမ်းတွေကလည်းပြူးထွက်နေပါတယ်။ဒါအပြင်သူ့ပါဇက်တွေကနေခြုံထက်ရှည်လျားတဲ့သွားတွေလည်းပေါ်လာပါတယ်။သူရင်းကလှေနံကိုကင်ထားတဲ့လက်ကိုလွတ်လိုက်ပြီးတော့သူ့ရဲ့လက်သေးတွေကလည်းတဖြည်းဖြည်းရှည်ထွက်လာပါတယ်။အဲဒီနောက်မှာ သူကလက်သေးတွေနဲ့သူ့ဘိုက်ကိုသူပြန်ပြီးတော့ဆုပ်ဖြဲလိုက်ပြီးလက်နှစ်ဖက်နဲ့ဘိုက်ကိုဆွဲဖွင့်လိုက်ပါတော့တယ်။ဟာတရေထိန်လန်းကြောက်ရွံ့မှုကြောင့်ထက်မြက်ကခြေထောက်နှစ်ဖက်နဲ့သူရင်းကိုလှေပေါ်ကနေကန်ထုတ်လိုက်ပါတယ်။အဲဒီနောက်သူကအလျင်မြန်လှေကိုလော်ပြီးတော့ သူတွေစီကနေထွက်ပြေးခဲ့ပါတယ်။ရေထဲကိုကြာတော်တဲ့သူတွေကလည်းအလန်တကြားနဲ့ထက်မြက်ကိုအော်ခေါ်နေပါတယ်။ဟဲ့အောင်ထက်မြက်ပြန်လာခဲ့ဟာထက်မြက်ငါ့ကိုမထားခဲ့ပါနဲ့ဟာ။ဒါပေမဲ့နောက်ကြာသွားပါပြီ။ထက်မြက်ကလှေကိုအရှိန်ပြည့်နဲ့လှော်ပြီးတော့မြေခွေတွေကိုဝင်ပြေးသွားပါတယ်။လှေကအဲ့ဒီအိမ်ဟောင်းကြီးရဲ့ရှေ့မှာပေါ်လောမျိုးနေခဲ့ပါတော့တယ်။သူတွေကဘာလို့ရမှမသိတော့ပါဘူး။တငယ်ချင်းနောက်ကိုရေကူးပြီးလိုက်သွားဖို့လေတတိမရှိပါဘူး။ဒါကြောင့်သူတယောက်တည်းရေကူးပြီးတော့ပြန်သွားဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။ နောက်နေ့မနေ့မှာတော့သူရင်ကရွာသားတွေစီကထက်မြက်တေဆုံးသွားပြီဆိုတဲ့သတင်းစိုးကိုကြားခဲ့ရပါတယ်။လူတွေကထက်မြက်ရဲ့အလောင်းကိုမြေခွေတွေကပေါ်လာတာကိုတွေ့ခဲ့ရပါတယ်။သူချိတ်ရတဲ့တငယ်ချင်းဆုံရှုံသွားကြောင်းသတင်းကိုကြားတဲ့အခါမှာတော့သူရင်ကအလျင်မြန်ပဲသူ့ရဲ့တငယ်ချင်းအလောင်းကိုသွားကြည့်ခဲ့ပါတယ်။ထက်မြက်ရဲ့ဝိညာဉ်မဲခန္ဓာကိုယ်ကိုမြင်တဲ့အခါမှာတော့သူရင်ကအယံဝမ်းနေသွားပြီးတော့မနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာကိုရွာသားတွေကိုပြန်ပြောပြခဲ့ပါတယ်။မဖြစ်သင့်ပါဘူးထက်မြက်ရဲ့ ဘာဖြစ်တာလဲသူတွေမင်းကထက်မြက်ဘာလို့ရေနေသေးတယ်ဆိုတာသိနေတဲ့ပုံပဲမင်းရကငါနဲ့ထက်မြက်နဲ့မြေခွေမှာငါသွားဖမ်းကြတယ်ဒါဒီလိုဖြစ်လာမယ်လို့လည်းငါတို့မထင်ထားဘူးလေငါတို့ကအဖိုးဆန်းဝမ်းရဲ့သတိပေးချက်ကိုနားထောင်ခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်ဘူးရွာသားတွေကသူရင်စီကအဖိုးဆန်းဝမ်းရဲ့နာမည်ကိုပြောတန်ကြတဲ့အခါမှာတော့အံအားတင်သွားပြီးသူရင်ကိုဘာလဲမင်းကအဖိုးဆန်းဝမ်းမင်းကိုသတိပေးခဲ့တယ်လို့ပြောရလားအဲ့လိုမေးလိုက်ပါလေသူရင်ကခေါင်းချိန်ပြီးတော့ရွာသားတွေကိုဘာလို့အားလုံးကဒီလောက်အံအားသိနေကြရလဲဆိုပြီးမေးလိုက်ပါလေ ရွာသားတွေကသူတွေကိုအဖိုးဆန်းဝန်းကလွန်ခဲ့တဲ့တလလောက်ကတည်သွားပြီလေ။သူကလည်းမြေခွေမှာခိုးပြီးငါဖမ်းခဲ့တယ်လို့ပြောကြတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။မင်းမသိဘူးလား။မြေခွေမှာကချိန်စာတွေရှိတယ်။အဲ့မှာတည်သွားတဲ့တရေတွေကအစားထိုးပေးမဲ့သူကိုလိုက်ရှာနေတာ။မဟုတ်ရင်သူတို့ကမြေခွေကိုစောင့်တဲ့တရေတွေဖြစ်သွားပြီးတော့ပြန်မဝင်စားနိုင်တော့ဘူး။အဲ့ဒီအိမ်ဟောင်းကြီးရဲ့ပိုင်ရှင်ရဲ့ချိန်စာရပေါ့။သူကသူ့အိမ်ရှိမြေခွေမှာငါခိုးဖမ်းတဲ့သူတွေကိုချိန်စာတိုက်ခဲ့တာ။ ဒါကြောင့်အဖူဆန်းဝန်းကထွက်မြက်ကိုသူ့အစားမြေခွေးကိုစောင့်ဖို့ခေါ်သွားတာဖြစ်နိုင်တယ်။အဲ့လိုကြားတဲ့အခါမှာတော့သူရင်ကကြောင်ရသွားပါလေ။ထွက်မြက်ကိုတိတ်စီခဲ့တဲ့သူကအဖူဆန်းဝန်းဖြစ်နေမယ်လို့မထင်ထားဘူးလေ။၃ရက်လောက်ကြာပြီးတဲ့နောက်မှာတော့ထွက်မြက်ရဲ့အာသုဘကိုစီစဉ်ပြီးတဲ့နောက်မှာသူရင်ကအိမ်ရှိရေစိတ်ကိုထွက်လာခဲ့ပြီးခြေရတယ်သူ့တငယ်ချင်းကိုသတိရရင်းနဲ့ကျေပြောတယ်မြေခွေးကိုငေးကြည့်နေပါလေ။သူရင်ကခနာကြောင်ရက်ပြီးအိမ်ထဲကိုပြန်လှည့်ဖို့ပြင်နေတော့မှာ လှေဦးနဲ့ရေစိတ်တိုက်လိုက်တဲ့အတန်ကိုကြားလိုက်ရပြီးရင်းနှီးတယ်သူ့နာမည်ခေါ်တဲ့အတန်ကိုရေစိတ်ကနေပြီးကြားလိုက်ရပါတယ်တကယ်ချင်းသူတွေငါမင်းကိုမြေခွေးမှာငါဖမ်းဖို့ခေါ်ဖို့လာတာငါနဲ့လိုက်ဖို့အစင်းသိဖြစ်ပြီလားတကယ်ချင်းအဲ့ဒီအချိန်မှာပဲလာကိုဖုံးနေတဲ့တိတ်တွေကတရွေ့ဖြည်းဖြည်းညွှေ့သွားပါတယ်လာရောင်ကသူ့ရင်းကိုပြုံးပြနေတဲ့ထက်မြက်ရဲ့မျက်နှာကိုထင်ထင်ရှားရှားမြင်အောင်ဖော်ပြလိုက်ပါတော့တယ်သူ့ရင်းကအော်ဟစ်ပြီးအိမ်ထဲကိုအမြန်ပြေးဝင်သွားပါတယ်အဲ့ဒီနောက်မကြခင်မှာပဲ မြေခွေမှာလူတွေစက်တိုက်တည်ဆုံးခဲ့ပါတယ်။အဲ့ဒီနေရာကအစားထိုးမဲ့သူလိုအပ်နေသေးတယ်လို့ပြောကြပါတယ်။ပရိသတ်ကြီးရောဒီလိုလူစားတဲ့ရေကန်တွေချောင်းတွေမြောင်းတွေရှိရဆိုတာကိုယုံကြည်ပါသလား။အောက်မှာကွန်မန့်လေးတွေမှတ်သားခဲ့ပြီးပါအောင်။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တဲ့စက်နေမှုကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာ။ကျွန်တော်တို့စီစဉ်တဲ့စက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြောတဲ့ခင်ကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။